စကိုင်းမြို့နယ်မင်းကွန်းဒေသကိုစိုးစုကလေကြောင်းကနေပုံကျဲတာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေတမကပဲမြေပြင်မှာနေပါစစ်ကြောင်းထိုးနေတဲ့အတွက်တိပိတကဆောင်းပွဲဖြစ်ဆိုမဲ့တန်ဃာတော်တွေအပါအဝင်မင်းကွန်းတနယ်လုံးကတန်ဃာတွေတီလာရှင်တွေနဲ့ပြည်သူတွေထွက်ပြေးနေရတယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြကိုပြောပါရယ်အကြမ်းမဆိုးစုကမင်းကွန်းဒေသမှာဖုံကြီးကျောင်းတီလာရှင်ကျောင်းနဲ့ကျေးရွာတွေကိုစီးနင်းလူရဲ့မိရှူတာဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်တာအမျိုးသမီးတွေကိုအရမပြုတ်ကျင်တာတွေလုပ်နေတယ်လို့ သတင်းမြစ်တွေက MFP ကိုပြောပါတယ်။တပိတကဆောင်းပွဲဖြစ်ဆိုဖို့အတွက်မေကွန်တင်းနီကျောင်းမှာရောက်ရှိနေတဲ့ရဟန်းသံဃာအပားတရားခန့်စပေးရှောင်းနေရတယ်လို့တီလာရှင်တွေဆရာလေးတွေမင်းကိုမိုးမိတ်မြေကစပေးရှောင်းနေလဲထွက်ပြေးတင်းရှောင်းနေရတယ်လို့ပြောပါတယ်။ဒါ့အပြင်မင်းကွန်လူအိုယုံခေါ်မင်းကွန်ပွားပွားရိတ်တာကအဖို့အဖွားတွေကိုပြူစုဆောက်ရှောက်ရတဲ့ဝန်ထမ်းတွေလည်းမနေရဲပဲထွက်ပြေးနေရပြီး အဖိုးအဖွားတွေကိုချက်ပြုတ်ကျွေးမဲ့တဲ့သူမရှိဘူးဖြစ်နေရလို့ဆိုပါတယ်။မင်းကွန်းနေသားမှာသခိုင်းတက်မှ33ကနေစစ်ကြောင်းထိုးလာတဲ့ဆိုးဆူနဲ့တိုက်ပွဲဖြစ်ပြီးအထိနာတဲ့ဆိုးဆူကလမ်းသွားလမ်းလာတွေကိုဖမ်းဆီးတပ်ဖြတ်တာအမျိုးသမီးတွေကိုဗရိန်ကျင်းတာတွေကျူးလွန်နေလို့သခိုင်းမင်းကွန်းကားလမ်းကိုအတုံးမပြုတ်ဖို့ဒေသခံတော်လိုင်းတပ်ဖွဲ့တွေကမလ25ရက်မှာသတိပေးချက်ထုတ်ပြန်ထားပါတယ်။